မင်္ဂလာပါကိုကနိုင်ငံခြားရောက်နေတာမလို့ဘေးနားမှာပြုစုပေးမဲ့သူကိုရဲ့မိဘဆွေမျိုးတွေနဲ့လည်းဝေးကွာနေတယ်အဲ့ဒါကြောင့်မလို့ခုခါကိုဝင်ရှိတယ်ကလေးလေးကိုပြုစုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာဟာရဆိုင်ရာအကြောင်းအရာလေးတွေကိုလေ့ရင်သွားမှာစိုးတယ်ကိုကလည်းမိဘကြောင့်ဝင်နေကြသူမဟုတ်ဘူးဒီလိုမျိုးဆိုလို့ရှိရင်ဒေါက်တာရဲ့ The Nature Courses မှာဆိုလို့ရှိရင်ကိုဝင်ဆောင်ကလေးကနေစပြီးတော့မှကလေးကိုဖြည့်ဆွက်စာကျွေးတဲ့အထိ၃လနှစ်အရွယ်အထိအာဟာရဆိုင်ရာသင်တန်းများကိုဖွင့်လှစ်ပေးထားပါတယ်အဲ့ဒါကိုဝင်ဆောင်မမေတို့အနေနဲ့ကိုဝင်ဆောင်အာဟာရသင်တန်းခေါင်းဆောင်အောင်မှာဆိုလို့ရှိရင်က ိုဝင်ဆောင်ကာလမှာမဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်တွေကိုဝင်ဆောင်တဲ့အချိန်မှာဆိုရင်ဆောင်ရွက်ရှောင်ရွက်အစားအစာတွေနောက်ပြီးတော့ကိုဝင်ဆောင်တဲ့အချိန်မှာဖြစ်လိဖြစ်တာရှိတဲ့အာဟာရပြဿနာတွေနောက်ပြီးလို့ရှိရင်ကိုဝင်လာနှုစင်မှာဆိုရင်နေထိုင်စားသောက်ဝဲပုံနဲ့ကိုဝင်လာရင်နဲ့မွေးကန်နေချိန်မှာဆိုရှင်နေထိုင်စားသောက်ဝဲပုံစံလေးတွေကိုပြပြပေးထားပါတယ်။နောက်ပြီးတော့နိုတိုင်မီခင်အာဟာရမှာဆိုလို့ရှိရင်တော့နိုတိုင်မီခင်တို့မိဝဲစားသုံးတဲ့အာဟာရတွေနို့ပို့ထွက်အောင်ဘယ်လိုလုပ်ရမလဲ။ကလေးကိုနို့ဝမဝဘယ်လိုမျိုးကြည့်ရမလဲ။နောက်ပြီးတော့နိုတိုင်မီခင်နဲ့နို့စုပ်ကလေးတွေ အတွက်အနေရှိနိုင်တဲ့အစားအစာတွေနောက်ထပ်ငွေကင်းစကလေး newborn nutrition course မှာဆိုလို့ရှိရင်တော့ကလေးတွေကို노ဝအောင်ဘယ်လိုတိုက်ရမလဲနောက်ပြီးတော့ရှိရင်노မုံတိုက်တာ노မုံဖြောတာနောက်ပြီးတော့မိခင်တို့တိုက်တဲ့ဆိုရင်ရောမိခင်တို့ဘယ်လိုသိမ်းရမလဲဘယ်လိုမျိုးကြာချိန်ခံအောင်ထားရမလဲနောက်ပြီးတော့မိခင်တို့နဲ့노မုံကိုဘယ်လိုရောပြီးတိုက်ရမလဲပေါ့ဒီလိုမျိုးအချက်တွေကိုပြပြပေးထားပါတယ်နောက်ထပ်ကလေးသူငယ်6လနေပြီးတော့မှ3နှစ်အထိအာဟာရသင်တန်းမှာဆိုလို့ရှိရင်တော့ဖြစ်ဆက်စာစတင်ကျွေးမွေးပုံစံနောက်ပြီးတော့ကျွေးမွေးရမယ့်အချိန်ကြာရတယ်နောက်ပြီးတော့ဖြစ်ဆက်စာနဲ့နှုံးနဲ့ကိုဘယ်လိုမျိုး ိုးကြွမှုရမလဲဆိုတဲ့အချိန်ဇယားတွေနောက်ပြီးတော့ကလေးတွေအတွက်ဆိုရှေဖွံ့ဖြိုးမှုအတွက်ဉာဏ်ရည်ကောင်းမှုအတွက် immune system ကောင်းမှုအတွက်သင့်တော်တဲ့အစားအစာတွေနောက်ပြီးတော့အာဟာရပြည့်ဝတဲ့အစားအစာတို့ဘယ်လိုရွေးချယ်ရမလဲဘယ်လိုချက်ပြုတ်ပေးရမလဲကိုကခင်းနဲ့မချက်တတ်ဘူးမိဖို့ကြောင့်လည်းဝင်နေကြမရှိဘူးဆိုလို့ရှိရင်ကိုကလေးအတွက်ကိုဘယ်လိုမျိုးချက်ပြုတ်ပြင်ဆင်ပေးရမလဲဆိုရှေဒီသင်တန်းကိုတိတ်တာနဲ့အကုန်လုံးကိုသိရှိမှာဖြစ်ပါတယ်အဲ့တော့သင်တန်းကိုဘယ်လိုအပ်ရမလဲဆိုရှင်ခု TikTok ကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း Facebook ချက်ပေါက်ကနေပဲဖြစ်ဖြစ်လာပြီးလို့ရှိရင်စာရင်းသွင်းနိုင်ပါတယ်သင်တန်းကြီးသွင်းရုံနဲ့ Facebook နဲ့ Telegram group တွေမှာဝင်လို့ရ ရမှာဖြစ်ပြီးလို့ရှိရင်လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ကိုယ်မီးစင်တဲ့အကြောင်းအရာလေးတွေကိုသင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းလာပြီးတော့မှမြင်မြန်နိုင်ပါတယ်။ကျမတို့ admin တွေကမနက်9:00နာရီကနေပြီးတော့မှည7:00နာရီထိဖြေကြားပေးသွားမှာဖြစ်ပါတယ်။